ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုအသက်မပြည့်တဲ့ခလေးတငယ်တွေမကြည့်ပါနဲ့အမြင်မတော်လို့ပါ။နောက်ပြီးတော့တက်ကြီးရွယ်တွေလည်းမကြည့်ပါနဲ့ခင်ဗျာ။အမြင်မတော်တဲ့အရာတွေမလို့ပါ။ဒါတော့စင်ကာပူနိုင်ငံကအများတောင်းရထားပေါ့ဗောနော်။အင်ဂျင်ဝိုင်တိုင်းနေကြတဲ့ဗီဒီယိုလေးပါ။အဲ့တော့အရှက်မဲ့လဲဆိုတာဗီဒီယိုလေးထဲမှာကြည့်လိုက်အောင်နော်။ဟုတ်ပါဟုတ်ပါလူမြင်ကွေးမှာ အလားတူဖြစ်เสียလို့လို့လားလို့ဆန္ဒဒိဋ္ဌာလေးပါလေထိလို့ရပါနော်တကယ်လုံးဝအရှက်မရှိဘူးကြည့်ဦးမိနာကြည့်ဦးဒီလောက်ဟိုနေဖြစ်တာမှသွားอยู่ဖြစ်နေပဲတကယ်တကယ်နော်လာကြတော့လွန်တာပေါ့လို့ခုပါကိုအချားညက်မှာဆိုတော့ အများမြင့်ဝေးမှာမဟုတ်လို့ရှိရင်ကိုယ့်ဘက်ကိုဘလို့ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်တရားတရားကြည်ဘူးလို့ဖြစ်တာဖြစ်လိုက်ဒါပေမဲ့ကွာဒီ public မှာလူမြင်ဝေးမှာဒီလိုမျိုးကြီးလောက်တာကြတော့တကယ်လုံလိုက်လူမရှိတော့မှကြည့်ရလူရှိတယ်ဟုတ်တယ်မလားစိတ်ခါလေးပါလေထိုင်ကြတော့လူမြင်ဝေးမှာဖြစ်ချင်နိုင်ဖြစ်တာကိုယ့်ဘက်ကိုအိမ်ပဲရရခန်းပဲရရဟိုတယ်ပဲရရအဲ့ခါကျကိုယ့်ဘက်ကကြိုက်တယ်လို့လောက်ဘာပဲလို့လို့ အဲ့ဒါတမရကလည်းပြောမှာမဟုတ်ဒါကိုးကြောင်ဖြစ်သွားရင်လူမြင်ကွေးမှဒီလိုမျိုးလောက်တာကြတော့အစင်မပြေဘူးလေလုံးဝနောက်ပြီးအဲ့ဒါနှစ်ရလောက်ကမြန်မာနိုင်ငံသားတယ်နော်ချားလူမျိုးမြန်မာနိုင်ငံသားတယ်အမှကြည့်ဖြစ်နေတာရထားပေါ်မှာတော်တော်အရှက်တရားလည်းလုံးဝမရှိပါဘူးအရှက်ဆိုတာဘာလဲသိရလားမသိလူတွေအရှက်တရားရှိတဲ့လူတွေကဘယ်တော့မှအဲ့လိုမျိုးမလုပ်ဘူး ။အဲ့တော့မြန်မာနိုင်ငံသားတွေတိတ်ခါကြတယ်နော်။ကြီးရလောဝဆင်ပြူနော်။ဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီထက်ပိုပြီးပြောချင်တော့နော်။တကယ်အစ်မပြေတော့ပါပြောရတာသူတို့ကြည့်ပြီးတော့တကယ်မလုံတင်းတဲ့အရာတွေနော်လူမျိုးကွင်းမှာလုံနေတာရှက်ရကောင်းမှမသိပါလဲမသိနဲ့တကယ်ပါမိခလေးကလည်း ဒီလောက်ဟုန်နေဖြစ်နေတာတော့မှသူကလည်းပြုံးလို့ရွှေလို့ရီလို့မော်လို့ဖီးတတ်တာဒီမှာဩတကယ်တော်တော်ဆိုးတယ်နော်ဒီလူတွေဟုတ်ကဲ့ပါဒီဗီဒီယိုကြည့်နေတဲ့လူတွေရောအဲဘယ်လိုမျိုးမှတ်ချက်လေးတွေပေးခြင်းလဲဆိုတာပြောခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ